အားလုံးမင်္ဂလာပါခင်ဗျာ90 ticket soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ Newcastle နဲ့ Arsenal တို့ကစားကြမဲ့ပွဲကို preview လုပ်မှာဖြစ်ပါတယ်မနေ့ညကတတူးရဲ့ရောင်းပွဲထပ်ပြီးတော့ပေါင်းပြခဲ့ပါတယ်ဗျာကျွန်တော်မှန်ပါတယ်လေမနေ့ကအဆင်ပြေခဲ့ကြပါတယ်ဒီနေ့မှလည်းတတူးကရောင်းပွဲထပ်ပါလိမ့်မယ်စိတ်ဝင်စားတဲ့သူတွေအောက်ကကောမမှာဆက်သွယ်ရမယ့်ပါညာတွေရှိပါတယ်တွားရောက်မင်းမြန်စုံစမ်းနိုင်ပါတယ်ဘောလုံးပွဲတွေကိုတိုက်ရိုက်ကြည့်ရှုပြီးတော့အထာကြကြကစားချက်တဲ့ညီကိုတွေကိုကြီးကျော်ခွန်ချစ်ကိုနဲ့တွားရောက်ဆက်သွယ်ပါဗျာ အပေါင်းကောင်ကကိုခုံခုံသုံးကနစ်နစ်ရှောက်တက်တက်ကိုတွားရောက်ဆက်တယ်ပါပြီးတော့မေကုန်းနဲ့မေးပါကိုနဲ့အောင်ဝင်ကွန်ကြဖြစ်တယ်ကိုလည်းကြိုက်တယ်ဆိုပါငွေသွင်းငွေထုတ်တဲ့အဆင့်ကိုတွားပါကျွန်တော်ဒီဘဲတွေကိုကြော်ညာပေးတယ်ဆိုတော့ကသူတို့မှငွေကြီးနဲ့ပတ်သက်ရင်စိတ်ချယုံကြည်ရတယ်ဆိုတော့စံနှုန်းတစ်ခုတည်းကိုကြည့်ပြီးကျွန်တော်ကြော်ညာပေးတာဖြစ်ပါတယ်ကျွန်တော်စီမင်းစီကနေကတော့ကိုလိုနဲ့သူတို့တွေရဲ့ကြား player နဲ့ bookie ကြားဆန္ဒပဲဗျအဲ့တော့အဆင်ပြေရင်ကြက်ရင်ချမကြက်ရင်ကြွပေါ့ဗျာ ယူကာဆယ်နဲ့အာဆင်နယ်ကစားကြမယ့်ပွဲကမြန်မာစံတော်ချိန်စင်နာရီအထိမှဖြစ်ပါတယ်။မက်ဘီလီယာရည်တည်မှုမှာယူကာဆယ်တင်းတည်အဆင့်73အာဆင်နယ်တင်းကအဆင့်2ဒီပွဲပြီးတာနဲ့ဒီနေ့တင်းလုံးတည်ချန်ပီယံလိပွဲကိုစီကစားရမယ်။ယူကာဆယ်တည်ဝေးပွဲမှာသွားကစားရမယ်။အာဆင်နယ်တင်းကသူတို့ရဲ့အိမ်ပွဲမှာပဲကစားရမယ်။ မနစ်ကရာသီဒီနေသင်းတွေ့တဲ့မှတ်တမ်းကိုကြည့်တဲ့အခါမနစ်ကရာသီဒီနေသင်းဒီပရီးမီးယားလိမာရော EFL ကလမ်းကြောင်းမှာရောစုပေါင်း၄ချိန်ထိတောင်တွေ့ခဲ့တာအဲ့မှာဒူကာဆက်တွင်းမှာနှစ်ပွဲကစားရပြီးတော့အဲ့ဒီနှစ်ပွဲလုံးမှာအာဆနယ်သင်းချုံးပေးခဲ့ရတယ် EFL ကမှာအာဆနယ်သင်းကအဝေးကွင်းကနေဘော်ဒီချင်းဝမ်ပေါင်း90ပေးပြီးကြတယ်ပရီးမီးယားလိပွဲမှာရောဘော်ဒီချင်းအဲဝမ်ပေါင်း90လောက်အထိသူပေးတယ်ကိုပေါင်းချင်းက3ပေါင်း80အဲ့ပွဲမှာလည်း1-0နဲ့သူချုံးပြီးတော့ကြတယ်ဒီရတဲ့ညူကာဆယ်တင်းကိုကြည့်ရင်စွပ်ပေါင်းပရီးမီးယားလိပွဲ၅ပွဲကစားပြီးပြီဘော်ဒီချင်းတပွဲပဲအောင် တပွဲကြီးပြန်ခွာတယ်၃ပွဲအထိကြီးကြဒူဘော်ရီကြီးအောင်ထားတယ်ဆိုတဲ့ပွဲကလည်းအဝေးဘက်မှာအက်စတွန်ဗီလာတင်းကိုတရေသွားကစားခဲ့ပြီးတော့ပြား၃၄ပဲသူအောင်ခဲ့တာပဲလီဗာပူးနဲ့ကစားတဲ့ပွဲမှာဆိုလီဗာပူးဟာမြို့ကဆယ်ပွဲမှာတရေနှုတ်၃၀ဆိုတဲ့ဘော်ရီကြီးပပားလေးပေးပြီးတော့60အပေါင်း၄မိနစ်ပါအကုန်ကိုယူသွားခဲ့တာဗျာပြီးတော့လီယူနိုက်တက်နဲ့ပွဲမှာကြေးထက်ကြတယ်ဝူဗာဟန်တန်နဲ့ပွဲမှာကြေးကြတယ်နောက်ဆုံးသူကစားခဲ့တဲ့ဘုံမောင်းနဲ့ပွဲမှာကြေးပြန့်ခွာတယ်ဒါပေမဲ့အောက်ချုံးတယ်ပေါ့ဗျာ ဆိုတော့ဒီရာသီအိမ်ကွင်းကောင်းလို့နဲ့နျူကာဆယ်ဟာဒီရာသီအိမ်ကွင်းမှာသူတို့ကောင်းကောင်းပေါက်ကွဲတာမျိုးမတွေ့ရသေးဘူးဗျာဒီပွဲမှာများဖြစ်လာမလားဘာစီလိုနာနဲ့ပွဲမှာကလာရောကသူတို့ကစားပုံတော်တော်လေးကောင်းခဲ့တယ်ဒါပေမဲ့ရလက်လည်းမကောင်းဘူးကြည့်အောင်မြင်မှုအပိုင်းမှာလည်းမကောင်းခဲ့ဘူးဒါကလက်ရှိနျူကာဆယ်အသင်းရဲ့ဈေးကွက်စီနေပေါ့ဒီအသင်းရဲ့လက်ရှိကာရန်ဖောင်ကိုကြည့်ရင်နျူကာဆယ်ကတိုက်စစ်တော်တော်လေးအားနည်းနေတယ်ဗျာစွပ်ပေါင်းကစားခဲ့ပြီးတဲ့ဒီပရီးမီးယားလိဂ်၅ပွဲမှာဆိုသူတို့ဂိုးသွင်းနိုင်ခဲ့တဲ့ပွဲဟာနှစ်ပွဲပဲရှိတယ် အဲ့ဒီနှစ်ပွဲမှာတော့သူတို့၃ဂိုးပဲသူတို့ရခဲ့တာဂျန်နဲ့၃ပွဲမှာသူတို့ဂိုးမသွင်းနိုင်ဘူးဆိုတော့ဒီတိုက်စစ်ကအလက်ဇန္ဒားဆက်ထွက်ခွာသွားတဲ့အချိန်မှာမြူကဆယ်ကတော်တော်လေးရုန်းကန်နေရတော့တွေ့ရတယ်ဒီပွဲမှာသူတို့ရဲ့နောက်ခံအတွင်းလူအဓိကကစားသမား Fabian Shah ဒီကစားသမားတော့မပါနိုင်သေးဘူးအာဆန်နယ်အသင်းကိုကြည့်တော့အာဆန်နယ်အသင်းဟာအိမ်ကွဲမှာ တိုက်ဆက်ကောင်းသလောက်အဝေးကွင်းရောက်ရင်တိုက်ဆက်ရောသူတို့ရဲ့နီးပြပေါ်နည်းနည်းကြောင်တယ်ဗျတိုင်ပတ်တတ်တဲ့အချက်တစ်ခုတော့ရှိတယ်လက်ရှိအာဆန်နယ်ရဲ့ကစားသမားစုဖွဲ့မှုဟာဒီထက်ပိုပြီးအများကြီးတော့ကျွန်တော်တို့မျှော်လင့်နိုင်သေးတယ် ီပွဲပြီးရင်ချန်ပီယံလိဂ်ကစားရမယ်ပွဲချက်ရှိတယ်ဆိုပေမဲ့အာဒီဒါကဒီတိတ်ခေါင်းတုံးတာမျိုးမဟုတ်ဘူးဗျပရီးမီးယားလိဂ်ပွဲတွေကိုသူပို့ပြီးအာယုံဆိုင်တယ်ရှီတီမကစားသမားတွေအကုန်ထုတ်ပြီးကစားတယ်အဲ့ဒီအချက်ကြောင့်ပဲမာတင်အိုဒီဂတ်ကိုသူတို့ဆုံးချုံထားတာအဲ့ဒီကစားသမားနာသွားတာအာဒီဒါတော့မကြလို့ဗျနောက်တစ်ခုအာဆင်နယ်ရဲ့အသက်ချက်ကသူတို့အသင်းကိုသူဖွင့်ကိုဖွင့်ဖွင့်ပြီးတော့ကစားတဲ့အသင်းနဲ့ဆိုအာဆင်နယ်ကဘယ်အသင်းနဲ့မဆိုဂိုးရဖို့မခက်ဘူးဒါပေမဲ့ဒီအာဒီတာရဲ့ play style ကသူတို့အသင်းကိုခံစစ်အပြုတ်ပြီးတော့ခံစစ်ကောင်းလုံးတဲ့အသင်းနဲ့တွေ့ရင်အ ဒီအာဆန်နယ်အသင်းဟာဘာလို့ရမှန်းမသိတော့ဘူးအဲ့ဒီတစ်ချက်လဲအာဆန်နယ်အသင်းမှာအားနှက်ချက်ရှိတယ်ပြီးတော့ဒီပွဲမှာလူကာဆယ်အသင်းဒီအာဆန်နယ်အသင်းကိုဆက်ပီးစ်တွေအမြင့်ပေါ်တွေကာကွယ်တဲ့နေရာမှာဘလောက်ထိကျွမ်းကျင်လဲဆိုတာကိုစမ်းသပ်လိမ့်မယ်။ဘာကြောင့်လဲဆိုတော့လူကာဆယ်ဒီအမြင့်ပေါ်ကစားတဲ့နေရာမှာတော့အာဆန်နယ်ထက်ပိုသားတယ်ဗျ။သူတစ်ဖက်ဒီတောင်းကန်ဘောထက်သူတို့ရဲ့လက်ပစ်ဘောကနေဒီခေါင်းတိုက်ဘောတွေခေါင်းတိုက်ဂိုးတွေရယူတဲ့နေရာမှာလူကာဆယ်ကတော်တော်လေးမိုက်တယ်။ဒီပွဲမှာဘောလုံးတွေနှစ်သင်းလုံးကဆက်ပီးစ်ကစားတဲ့အသင်းတွေဆိုတော့မေကြီးပေါ်တော့ရောက်ပါမလား။ ဒီဘောတက်စတဲ့ဂျေးမှာအာဆနယ်အသင်းကနေတရေအနှုတ်60ဘောဒီဂျေးနဲ့ဂိုးပေါင်းဂျေးကနှစ်အနှုတ်50ပေးခဲ့တာဗျအခုမြန်မာစံတော်ဂျေးနှစ်နာရီ49မိနစ်မှာတော့ဘောဒီဂျေးလဲဒီဂျေးပဲဂိုးပေါင်းဂျေးလဲဒီဂျေးပဲဘာမှတိတိတသာပြောင်းလဲသွားတာမျိုးတော့မရှိဘူးဆိုတော့ဒီဘက်မှာအာဆနယ်အသင်းပေးထားတဲ့လက်ရှိတရေနှုတ်50ဝင်ယူမြန်မာဂျေးနဲ့ဆိုတရေနှုတ်60ပေါ့အဲ့ဒီဘောဒီဂျေးကိုကိုယ့်လူတွေဘယ်လိုထင်ကြလဲပြဿနာကဒီလီဗာပူးကစတာဗျလီဗာပူးကနျူကာဆယ်ဘက်မှာတရေနှုတ်30ပဲဘောဒီဂျေးပေးပြီးတော့ဘောဒီဂျေးအောင်သွားတယ်အဲ့တော့ အာဆနယ်ကလည်း DJ တိုင်းပဲထပ်ထွက်လာတယ်။ကျွန်တော်လက်ရှိ DJ ကိုခဏမေ့ထားပြီးတော့ကျွန်တော်ဈေးကွက်တံပိုးတွက်ကြည့်အောင်။လီဗာပူးသင်းသည်ညူကာဆယ်ကွဲမှာလာကစားတော့တရေနှုတ်30သူပေးခဲ့တယ်။ဒါကလီဗာပူးကွဲညူကာဆယ်ကွဲမှာလီဗာပူးပေးခဲ့တဲ့ဂျီ DJ ကအမှန်ဆိုရင်သူ့ကွင်းမှာပြန်ကစားရင်လီဗာပူးသည်ညူကာဆယ်ကို1.50ကျင်းဝင်ရောကနေ1.80အထိသူတက်ပြီးတော့ပေးမယ်။တခါ အာဆနယ်တဲ့ကလီဗာပူးပွဲမှာသွားကစားတဲ့အချိန်မှာအာဆနယ်ကိုလီဗာပူးကတရေနှုတ်20ပဲပေးကဆိုတော့အာဂျီနဲ့နျူကာဆယ်ကြားဈေးကွက်ကွာဟမှုတည်ဝမ်ပေါင်း90လောက်ကွာတယ်။နောက်ထပ်တပွဲကိုထပ်ကြည့်ပြ။အာဆနယ်တင်းဒီတန်တက်လီယူနိုက်တက်ကိုသူ့အိမ်ကွဲမှာတင်းနှုတ်80ပေးခဲ့တယ်။ဒါဆိုလီယူနိုက်တက်ပွဲသွားကစားတဲ့အခါသူတင်းနှုတ်90ဝင်ရုပ်ပေးမှာပဲတင်းနှုတ်90ဝင်ရုပ်ကနေတင်းနှုတ်25 30အဲ့လောက်တော့သူပေးမယ်။ထားပါတော့တင်းနှုတ်90 လီယူနိုက်တက်ကွဲမှာနျူကာဆယ်သွားကစားတော့တရင်နှုတ်80ပဲပြီးခဲ့တယ်ဗျ။တေချာတာကဈေးပွက်သီအိုရီအတိုင်းဈေးပွက်တန်ဖိုးအတိုင်းဆိုနျူကာဆယ်နဲ့အာဆင်နယ်ကြားမှာဒီအနည်းဆုံး1ပေါင်90လောက်ကိုကွာတယ်။အနည်းဆုံးပြ1ပေါင်90 1ပေါင်80လောက်တော့ကွာကိုကွာတယ်။ပြဿနာကဒီအချိန်မှာလီဗာပူးကတရင်နှုတ်30လောက်သွားတော့အာဆင်နယ်ရဲ့အခုတရင်နှုတ်60ဆိုတာကြီးကပိုပြီးတော့ပြင်းတယောင်ဖြစ်သွားတာပေါ့ဗျာ။ ဆိုတော့ကိုလူတွေဒီဂျေးကိုကိုယ့်အသာကိုပြင်းပြင်ပြင်ပြော့ပြင်ပြော့ကျွန်တော်ကတော့ဒီဈေးကွက်တည်အမှားလို့ကျွန်တော်ယူဆထားတယ်။1:2 odds ကိုကြည့်တဲ့အခါ Ancient Newcastle အနိုင်ကို3.6ပေးထားတယ် Arsenal အနိုင်ကို2.2ပေးတယ်တရေကျရင်3.4ရမယ်ဆိုတဲ့ခြေကိုဖွင့်ထားတယ်ဒီပွဲဒီမိနစ်90အတွင်းမှာတရေကျသွားနိုင်တဲ့ခြေမျိုးဖြစ်ပါတယ်နှစ်ဖက်သွင်းကိုဒီပွဲမှာရှိကြင်မှရှိမယ်ရှိကြင်လည်းရှိလိမ့်မယ်ဆိုတဲ့ခြေကိုဖွင့်ပေးထားတယ် Potentus ကို yes or no ကြိုက်တဲ့ဘက်ကနေ85ပြရမယ် 85မိနစ်အတွင်းမှာနှစ်သင်းပေါင်းသင်းကို2ဂိုးရောက်ရှင်မှရောက်လိမ့်မယ်ဆိုတဲ့ကြေဖွင့်ပေးထားတယ်။ဒါကတော်တော်လေးထူးခြားတယ်ဗျာ။ဒီ85မိနစ်အတွင်းမှာနှစ်သင်းပေါင်းသင်းကိုဒီအမြဲတမ်း2ဂိုးရောက်မယ်3ဂိုးရောက်မယ်ဆိုတာကတိတိကျကျဖွင့်ပေးတတ်ပေမယ့်ဒီအာဆန်နယ်ပွဲကရောက်ရှင်မှရောက်လိမ့်မယ်ဆိုတဲ့ကြေကိုပေးထားတယ်။ကြီးရရပထမပိုင်း45မိနစ်အတွင်းမှာဂိုးမရဖို့ရခိုင်နှုန်းပုံများတယ်။ဂိုးရမယ်ဆိုရင်တော့တကူးတက်မပူဘူးဆိုတဲ့ကြေတွေဖွင့်ပေးထားတယ်။ ဒုတိယပိုင်း45မိနစ်မှာလည်းနေသိမောင်းသွင်းကိုသည်လုံးဝနှစ်ကိုးမကျော်ဘူးဆိုတဲ့ခြေကိုဖွင့်ပေးထားတယ်။ဆိုတော့ဒီပွဲဟာပထမပိုင်းမှာကိုးမရခဲ့ဘူးဆိုရင်ဒုတိယပိုင်းသွင်းကိုအများကြီးဖြစ်မလာနိုင်တော့ဘူး။ဒုတိယပိုင်းတစ်ပိုင်းတည်းရဲ့သွင်းကိုအားနဲ့ဒီပွဲဟာကိုးမပေါ်လာနိုင်ဘူးလို့ကျွန်တော်ယူဆတယ်။ဆိုတော့ဘယ်လိုလုပ်ကြမလဲ။တခါလေပရီးမီးယားလိမှာဗျာဒီမှတ်ပေးစရာထိပ်ကအဆင့်တက်နေရာကအသင်ရှုံးသွားတယ်ဆိုရင်အဆင့်နှစ်နေရာကအသင်ကလည်းဘာအကြောင်းပြချက်မှမရှိဘဲနဲ့လိုက်ရှုံးတယ်။အဆင့်သုံးနေရာကအသင်ကလည်းရှုံးတယ်။၄အသင်ကလည်းရှုံးတယ်။ ဟိုတို့နိုင်ရင်မှတ်ပြီးသားထိတ်ကိုရမယ်ဆိုတော့ကျွန်တော်တို့လည်းသိတယ်တို့လည်းသိတယ်ဒါပေမဲ့နောက်နေ့မှာကစားရသည့်တိုင်အောင်အဲ့ဒီအသင်းတွေဟာချုံသွားတတ်တဲ့အစဉ်အလာကဟိုပရီးမီးယားလိမာရောအမှတ်ပြီးလိတိုင်းမှာရှိတယ်မနေ့ကဆိုဒီချစ်ချောက်ကြီးတဲကစစ်စီအမှတ်မရဘူးမန်ချက်စတာယူနိုက်တက်အမှတ်မရဘူးလီဗာပူးအမှတ်မရဘူးတော်တန်ဟော့စပါအမှတ်မရဘူးဆိုတော့ဒီနေ့မှာတွေးကြရရှိတာကအာဆင်နယ်ကအမှတ်သာရောက်ခဲ့ရင်ဟိုလီဗာပူးနဲ့ကတ်သွားမယ်လို့ကျွန်တော်တို့တွေးကြရရှိတယ်ဒါပေမဲ့ဒီချစ်တဲ့အရတော့ကျွန်တော်အာဆင်နယ်မကြိုက်ဘူးဗျာ လီဗာပူးတည်နှုတ်30ပေးတာကိုအာဆင်နယ်ကတည်နှုတ်60ပေးတယ်ဆိုပေမဲ့ဒီဘက်မှာကျွန်တော်ညူကာဆယ်အသင်းပေါ်ကြီးကြိုက်တယ်ဂိုးအောက်ပါကြိုက်တယ်ဆိုတော့ဒီဘက်ကျွန်တော်ရဲ့ရွေးချယ်မှုဟာအောက်ဆုံးဖြစ်ပါတယ်အစောဒီလိုက်နောက်ထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေအတ္တမတရားလည်းမြန်မြန်ကျဆုံးပါစေခင်ဗျာ